ကဲမင်္ဂလာပါမျိုးတို့ကြီးကျွန်တော်ရဲ့ကီးရဲ့ကီးထိတ်ကလေးရဲ့ကီးရဲ့ကတော့တာဝန်ကျေစွာနဲ့ပဲဒီမနေ့395မှာ3ထိတ်ကီးရလည်း395မှာထိခဲ့တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဘရိတ်ကိုအာဘရိတ်အားနဲ့ကျွန်တော်ကယူလိုက်တဲ့အခါမှာဘရိတ်ကစက်တိုက်ဆက်ဖောင်းနေတယ်နော်အဲ့တော့ကျွန်တော်တို့ဘရိတ်ကလေးရတော့အခုအခုတပတ်မှဖောင်းနေများပါတယ်အဲ့တော့ဘရိတ်ကိုမကြိုက်ရင်လည်းမကစားနဲ့ပေါ့နော်ကြိုက်ရင်လည်းကစားပေါ့ကျွန်တော်ကတော့ ဒီတစ်ပတ်ပြည့်အောင်ဒီတော့ဒီ break တွေ့နေကိုကျွန်တော်စောင့်ကြည့်မယ်နောက်ပြီးတော့ကျွန်တော်နောက်ထပ် break တွေ့နေအစ်တကလေးတွေထပ်ရှာပါအောင်မယ်ဗျနော်ကျွန်တော်လည်းအလုံးမအားရကြတဲ့ကိုလူကြီးပေါ့ချေခြင်းတို့ကျွန်တော်လှုပ်လှုပ်ပေးနေတာပါနော်အဲကျွန်တော်လည်းဆရာကြီးတော့မဟုတ်ဘူးပေါ့ဟုတ်လားကဲအဲ့တော့ကျွန်တော်69နှစ်ကစလိုက်ရအောင်ဗျ69နှစ်၄3 4 4 3 4 6 5 7 6 6 5 တိချောက်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်ဒီ20လေးကအရင်တန်းကအရင်တစ်ဘက်ကကျွန်တော်တို့ရွှေချောင်းသားမှာတွက်ပြထားတဲ့နီးလေးပါသူကအများကြီးခဏမကောက်ပါဘူးဒီလုံးနှလုံးနဲ့ပဲပေါင်းပါတယ်နော်ဒီလုံးနှလုံးပေါင်းရင်ခွန်ပါတဲ့နော်လေးရဲ့တောင်းပေါင်းခွန်ခွန်ပြီးတော့၈ရှိပြီးတော့6ဆိုပြီးစီနီယံကဏ္ဍမဲ့ယူပစားပါတယ်တဲ့เนาะအဲ့တော့86ဆိုတဲ့ကဏ္ဍက ဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုရခါကျတော့8 8ဟော8မှာ8တလုံးထိပြီးအောင်ခဲ့ပါတယ်ကိုလေးတဲ့ကိုလေးမှလည်းကျွန်တော်တို့ကိုတလုံးထိပ်ပြီးညာရောမနေ့ကောအောင်ခဲ့ပါတယ်ဗျခဏတော့ပြန်တွက်ပါမယ်တရှိရှိလေးတရှိရှိလေးရှင်း၅၅နှစ်ရှင်း၅၅နှစ်၅နှစ်၈၈၆နှစ် ရှေ့ရှေ့6နှစ်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့မှာတွက်ရင်8နဲ့9နဲ့ပေါင်း3ပါတဲ့3စီနီယာယူတော့4 5 3 5ဆိုတဲ့ကီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုတဲ့အခါကျတော့4 3 9တဲ့4 3 9မှာ4လုံးထိပြီးအောင်ခဲ့ပါတယ်3 9 3 9တဲ့3 9 3 9မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲနောက်တစ်ပြင်တွက်ပါမယ်3 5 6 6 3 5 6 6 ติง5ဆိုပြီးဒီလိုမျိုး65တင်5ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့မှာတွက်မယ်ဆိုရင်6ရက်9ရက်ပေါင်း5စီနီယာယူတော့96ခွန်ပါတဲ့เนาะ96ခွန်ဆိုဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ပါထွက်သွားလဲဆိုတဲ့အခါကျတော့5လေးတဲ့5လေးမှာ5တလုံးထိပြီးအောင်ခဲ့ပါတယ် 56တဲ့56မှာလဲ6သလုံးထိပြီးတော့ငါးချောက်ဝတ်ထိပြီးတော့အခွေအနေနဲ့အောင်ခဲ့ပါတယ်မျိုးတို့အဲ့တော့ညာဝမနေကောကျွန်တော်တို့အောင်ခဲ့ပါတယ်ကျွန်တော်တို့မျိုးဆက်တွက်ပါမယ်တခွန်ခွန်လေး3866 3866 4433 4433ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ် အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ၃ညနဲ့ရှင်းတဲ့ပေါင်8ပါတဲ့ရှင်းပြီးတော့စီနီယာယူရင်9 3ညဖြစ်ပါတယ်တဲ့8 9 3ညဆိုတော့ဒီတော့တော့ဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုတဲ့ခါကျတော့3ည5တဲ့3ည5မှာ3ည3လုံးထိပြီးအောင်ခဲ့ပါတယ်3 9တဲ့3 9မှာလည်း9လုံးထိပြီးတော့ညအောင်မနေ့ပေါ့ထပ်အောင်မြန်ပါတယ်ဗျ

6ခွန်နဲ့6ခွန်မှာ6ခေါခွန်ရောထိပြီးအခုရင်းနေနဲ့ထပ်အောင်မြန်ပါတယ်ဗျ။အဲအဲ့မှာကျွန်တော်နောက်တစ်ပြင်ကိုတွက်ပါမယ်6ခွန်လေး6ခွန်လေး4 3 9 8 4 3 9 8 1 1 4 8 1 1 4 8ဆိုပြီးကျွန်တော်မျိုးကျွန်တော်တို့ထွက်ထားပါတယ်။အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်၄နဲ့၃ညနဲ့ပေါင်း၄ပါတဲ့၄၅၆ဆိုတော့ ကီ၃လုံးဒီပြမှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုတဲ့ခါကျတော့63တဲ့အဲ့မှာ63မှာ6တလုံးထိပြီးအောင်ခဲ့ပါတယ်ကိုကိုတဲ့ကိုကိုမှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲနောက်တစ်ပြုံးတက်ပါမယ်တိရှိတိတိတိရှိတိတိကိုလေကိုလေလေကိုခွန်လေးလေကိုခွန်လေးဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ကိုရဲ့လေးရဲ့ပေါင်း၃ စီနီယာယူတော့၄၅တဲ့၃၄၅ဆိုတဲ့ဒီ၃လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာပါထွက်သွားတဲ့အခါဆိုတဲ့အခါကျတော့နှစ်၃နဲ့နှစ်၃မှာ၃တလုံးထိပြီးအောင်ခဲ့သလို၆၃နဲ့၆၃မှာလည်း၃တလုံးထိပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်ဗျာကဲအဲ့တော့နောက်တစ်ပြင်ကိုဆက်တွက်ပါမယ်ကဲနောက်တစ်ပြင်ကိုတွက်ပါမယ်နောက်တစ်ပြင်က2 9 2 3ည2 9 4 3ည1 8 1 9 1 8 ติขอน4969 4969ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွေ့မယ်ဆိုရင်10နဲ့10နဲ့ပေါင်း9 9ပြီးတော့3ည3ည3ပြီးတော့1 9 3ည1ဆိုရကီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုရခါကျတော့3ည8တဲ့3ည8မှာ3ည3လုံးထိပြီးအောင်ခဲ့ပါတယ်63နဲ့63မှာတော့ကျွန်တော်တို့မအောင်ခဲ့ပါဘူးဗျအဲအဲ့ဒါ ဲတော့ကျွန်တော်တို့ဓာတ်သင်းတွေအတွက်ကီးလေးတွေထုတ်လိုက်ရအောင်တတ33ရ9925ရ3954တ3954 41ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ9နဲ့1နဲ့ပေါင်း1နဲ့9နဲ့ပေါင်း3ရ3ညာပြတ်တတပြီးတော့2 3ညာ1 2ဆိုတော့ကီး3လုံးရပါတယ်တဲ့ကဲအဲ့တော့ကျွန်တော်တို့ကဒီနေရာမှာ ဟိုလေးတွေကနန်းလေးတွေထုတ်လိုက်ကြအောင်ဗျာနော်ကီထိတ်ပေါ့နော်ကီထိတ်တဲ့ကီထိတ်ဒီကနေ့ကီထိတ်ကတော့ကျွန်တော်တို့ကီထိတ်ကလေးကတော့စတိုက်လည်းမှန်လာခဲ့ပြီနော်၃ရက်ရှိပြီကီလည်းမှန်တယ်ထိတ်လည်းမှန်တယ်နော်အ၈၁၆တဲ့ကီရိုးရိုးက 3ည1နေအဲ့လိုရပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာအပေါ်အောက်ပဲကစားမလားကျွန်တော်တို့ဒါမှမဟုတ်ချင်းဘရိတ်နဲ့ပဲကစားမလားဗောနော်ဘရိတ်ကတော့ကျွန်တော်တို့ဖောင်းဖြစ်နေပါတယ်ဗျာနော်မနေ့ကဆိုရင်ကျွန်တော်တို့အောင်တာဆိုလို့အာကျွန်တော်တို့ဗာရှိသေးဆိုရဲခါကြတော့အဲကျွန်တော်တို့ဒီကီးထိတ်ဗောနော်ကီးထိတ်ကလေးတွေအောင်နေနောက်တစ်ခုကကျွန်တော်တို့ဘာတွေအောင်တယ်လဲဆိုရဲခါကြတော့ဒီကောင် နော်ဒီကောင်လေးမှဆိုလဲကျွန်တော်တို့အခုဒီတန်းလေးထိုးတဲ့လူတွေအောင်းနေ41နော်ဒီကောင်နှစ်ကြိမ်ထွက်ရမယ်ဆိုဒီကြိမ်တော့အောင်းသွားပြီနော်နောက်တစ်ခါကျွန်တော်တို့ဒီအခွေထိုးတဲ့လူတွေ305ဆိုပြီးကျွန်တော်တို့အောင်းခဲ့တယ်နော်အဲ့တော့အခုဒီအခွေကဘာလဲဆိုမနေ့ပိုင်း305ထွက်ရင်185 300ဆိုရအခွေနော်အဲ့အခွေအခွေကအောင်းသွားပြီအပေါ်က1နှစ်တင်းနဲ့68ဆိုတဲ့အခွေရတော့မအောင်သေးဘူးเนาะအဲ့ဒါလေးရတော့ကြံနေပါသေးတယ်ဟုတ်လားအခုလဲကျွန်တော်တို့ဒီမှာ 1395အဲ1395ဆိုတဲ့အခွေရထပ်ပြီးတော့လာအောင်မယ်ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ဒီမှာမနေ့ပိုင်း3ညလို့ဆင်းတယ်3ညလို့ဆင်းပြီးတော့3ရက်တွင်မှာတဲ့1395ဆိုတဲ့အခွေထွက်ရမယ်ဆိုဒီမှာနောက်ဆုံးရက်မှာလာထွက်တယ်เนาะအခုလည်းတစ်ခါ395လို့ဆိုပြီး3ညထိပ်လာပြန်ပြီတဲ့မနေ့ပိုင်း3ညထိပ်လာရင်1395အခွေရနောက်3ရက်တွင်မှာထွက်ရအောင်မယ်ဆိုထွက်ရမယ်ဆိုဂျာလေးတောက်ဂျာလေးတောက်ကြတနင်းလာပေါ့เนาะဒီ3ရက်တွင်မှာ1395ဆိုတဲ့အခွေရမပြတ်ဘူးဆိုရင်ထွက်ရအောင်ပါဖြစ်ပါကြเนาะကဲအဲ့တော့

6ဖြစ်ပါတယ်အဲ့မှာ6လေးက main brake တယ်เนาะ brake ကလေးကတော့ပြတ်ထားတာညားတဲ့အတွက်ကြိုက်ခြင်းနဲ့ထိုးမကြိုက်ခြင်းနဲ့မထိုးနဲ့ပေါ့เนาะအဲ့မှာကျွန်တော်တို့ main brake ကိုကြည့်မယ်ဆိုရင်6လေးတဲ့အဲ့တော့6လေးနဲ့ပတ်သက်ပြီးဒီမှာကြည့်မယ်ဆိုရင်60ဆိုရယ်တကွက်ပဲရှိတယ်เนาะဟုတ်လားเนาะကျန်တာမရှိဘူးအဲ့တော့ကျွန်တော်တို့ဒီတိုင်းပဲကစားမလားသူဒီမဟုတ်ဒီမှာကျွန်တော်တို့မနေ့ကကွန်ပရိတ်ကွန်ပရိတ်ပေးထားတဲ့အတွက် နှစ်ခွန်၄ကိုဆိုတဲ့ break ကလည်းကျွန်တော်တို့ရှိသေးတယ်เนาะဟုတ်ပါခွန် break အဲနှစ်ခွန်နှစ်ခွန် break လာပြီးသွားရင်ခဏလေးပါเนาะအဲဟုတ်တယ်เนาะကျွန်တော်ရာသပတ်မူတည်ကတည်းကနှစ်ခွန် break เนาะမနေ့ကဟိုတနေ့ကကျွန်တော်တို့ဟိုနှစ်ငါးဆိုထွက်တော့နှစ်ဟိုခွန် break ပေါ့เนาะခွန်ဆိုနှစ်ခွန် break ပေါ့เนาะနှစ်ခွန် break လို့ထွက်ပြီးတိုင်းနှစ်ခွန်၄ကိုဆိုတဲ့ break ကလည်းနှစ်ခွန်၄ ကိုဆိုတဲ့ break ကလည်းတဲ့300ရက်တွင်ထွက်နိုင်မှာလေဆိုအဲ့တော့အဲ့ break နဲ့ကစားမလားအဲ့ break နဲ့ကစားမယ်ဆိုရင်ကျွန်တော်တို့ကဘာရှိတယ်ဆိုတော့61နဲ့ဒီ3ခွက်ပဲရှိတယ်နော်61ကဲ11ကဲ11ကဲဖြစ်တယ်နော်အဲ့တော့ဘာဖြစ်ဖြစ်ဒီကောင်လေးရဲ့2ခွန်4ကို break ကလေးရလဲရှိထားရအတွက်2ခွန်4ကို break ကလေးကိုလည်းကျွန်တော်တို့ကအရင်အနေနဲ့ကစားတင်တယ်လို့ကျွန်တော်အနေနဲ့တော့ယူဆပါရဲ့ဗျ။ကဲအဲ့တော့အမျိုးတို့အနေနဲ့လည်းကြိုက်ချင်းနဲ့ယူပြီးကစားပါမကြိုက်ဘူးဆိုရင်လည်းမိမိကြိုက်နှစ်တရာလေးကိုယူကစားပါ ဒါကတော့ကျွန်တော်ရဲ့ဉာဏ်ရှိသလောက်ကျွန်တော်အကြံဉာဏ်ပေးတွက်ပြခြင်းပဲဖြစ်ပါတယ်။ကဲအားလုံးစိတ်ချမ်းသာရင်ကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပြီးကြာသပတေးနေ့မှာတင်ခွေများနဲ့အောင်ပွဲဆင်နွှဲရပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ပါတယ်ဗျာ။